မြောက်ကိုရီးယားကဲ့သို့သောအလွန်တင်းကျပ်သည့်အာဏာရှင်နိုင်ငံတွင်လည်းရွေးကောက်ပွဲရှိသည်ပုံမှန်အားဖြင့်မြည်သို့ကျင်းပကြသည်ဘရင်စနစ်ကဲ့သို့မျိုးရိုးစင်ဆက်မင်းလုံအုပ်ချုပ်သောမြောက်ကိုရီးယားတွင်၄နှစ်လင်တစ်ကြိမ်ရွေးကောက်ပွဲရှိတတ်သည် NENDAE အဆိုအရမြောက်ကိုရီးယားတွင်ရွေးကောက်ပွဲစုစုပေါင်း73ကြိမ်ရှိခဲ့ပြီဖြစ်သည်နောက်ဆုံးပြုလုပ်ခဲ့သောရွေးကောက်ပွဲမှာ2019ခုနှစ်တွင်ဖြစ်သည် ရင်ရွေးကောက်ပွဲတွင်မဲထွက်ပေးသူရာနှုံးပြည့်ရှိခဲ့သည်။အစဉ်အလာအတိုင်းပင်လွှတ်တော်အတွက်ကိုယ်စားလှယ်မဲပေးရွေးချယ်ရခြင်းဖြစ်သည်။ပြိုင်ဘက်မရှိပါ။ခရိုင်လိုက်ကိုရီးယားလုံထုံးပါတီ KWP မှကိုယ်စားလှယ်ကိုမဲပေးရခြင်းဖြစ်သည်။ Yes or No တစ်ခုခုရွေးခွင့်ရှိသည်။မဲကလည်းရှုံးဝဲမဲပေးခြင်းမဟုတ်ပါ။ထို့ကြောင့် No ကိုရွေးပြီးမြည်သူများဘေးသင့်မခံကြပါ။တကယ်တော့အရွေးခံရသည့်ကိုယ်စားလှယ်များသည်လည်းမြည်သည့်လောက်ပိုင်းတွင်အာဏာများရှိကြသည်မဟုတ်ပါ။မြောက်ကိုရီးယား၏လူထုအထုတ်ထိပ်ပါလီမန်မှ ကိုယ်စားလှယ်တဦးဦးမှာမြည်သည့်အချိန်ကားအမျှအစိုးရ၏ဥပဒေတစ်ခုခုကိုကန့်ကွက်မဲ့ပေးခဲ့သည်ဟု၍မရှိပါတစိုက်တုံးထူယုံသောတဲ့လွတ်တော်ဟုဆိုလိုက်လင်မြောက်ကိုရီးယားလွတ်တော်ဥပမာမှာအကောင်းဆုံးဖြစ်သည်ဆိုဗီယက်ခေတ်ဟာသားတစ်ခုရှိသည်လူတွေကမဲပေးခြင်းအောင်ဆောင်သည်လွတ်တော်ကိုယ်စားလှယ်တွေကလည်းလူတွေကိုအုပ်ချုပ်နေသေးအောင်ဆောင်သည်တကယ်တော့မြောက်ကိုရီးယားအတွက်ရွေးကောက်ပွဲသည်ရွေးကောက်ပွဲတသက်မဟုတ်ပါလူပြောက်ရှာပွဲလည်းဖြစ်သည်နောက်ပိုင်းနေ့များတွင်မြောက်ကိုရီးယားအစိုးရက ရွေးကောက်ပွဲကိုအရှိပြု၍တရုတ်သို့မဟုတ်တောင်ကိုရီးယားကိုရွှေ့ပြောင်းထွက်ပြေးသွားသူတွေမြည်သည့်စစ်သားတွေကတော့ဖြစ်ခွင့်မဲ့ပြက်ကွက်နေသူတွေဘသူတွေကတော့ဖြစ်စရင်အင်မှတ်ပုံတွေမရှိဘဲခိုးနေထိုင်သူတွေစသဖြင့်စစ်စည်းစစ်စည်ပွဲကြီးဖြစ်လာသည်ဟုဆိုသည်မြောက်ကိုရီးယားသားတို့မှာမပြစ်မနေမဲပြရန်အကြက်ကင်ခံရရုံတတ်တတ်မဟုတ်ပါရွေးကောက်ပွဲသည်မြည်၍မြည်မြအရေးကြီးကြောင်းလုပ်ငန်းခွင်တွင်ဆွေးနွေးလုံဆောင်ပွဲများကျင်းပရသေးသည်ရွေးကောက်ပွဲနေ့တွင်လည်းပွဲတော်လမ်းတော်များခင်းကျင်းရသေးသည် မဲပေးသည့်နေ့လမ်းပေါ်တွင်တွေ့ရသောမဲဆန္ဒရှင်တဦးကိုနိုင်ငံပိုင်မီဒီယာကအင်တာဗျူးလုပ်ပြီးထိုသူကအလုသမပါတီကိုအာဏာပြန်ရစေဖို့မဲပေးရသည်မှာမိမြပျော်ကြောင်းပြောမည်ပါတီ၏ခေါင်းဆောင်မှုအတွက်မိမြကျေးဇူးတင်ပါကြောင်းပြောမည်နိုင်ငံပိုင်မီဒီယာကလည်းတိုင်းပြည်တွင်စည်းလုံးညီညွတ်မှုနိုင်ငံသားများ၏တစ္ဆာရှိမှုအတွက်မိမြရှိမွန်ပါကြောင်းအယ်ဒီရော့အာဘော်ရေးမည်ထို့သောပြင်မြောက်ကိုရီးယားရွေးကောက်ပွဲ9နှစ်တကြိမ်ဖြစ်မြောက်နေမည်အာဏာရှင်လည်းဆက်ရှိနေမည်오늘은1월19일수요일. 음력으로소딸요리됩니다.지금부터중앙텔레비전방송을시작하겠습니다.냠마유이가원의세아나대인타마이생족အဓာဘောပြပါအခန်းတွင်ဆိုခဲ့သလိုပင်ရွေးကောက်ပွဲအာနာရှင်တို့ပြုတ်ကြခြင်းဆက်မြဲခြင်းတို့နီးတူမြန်မာနိုင်ငံတွင်လည်းစေအာနာသိန်းခြင်းနှင့်ရွေးကောက်ပွဲအဆက်အဆက်များကိုလေ့လာကြည့်နိုင်သည်ရုတ်တရက်ဆိုပါကအမှုမဲ့အမှတ်မဲ့ဖြစ်နိုင်တော်လဲမြန်မာနိုင်ငံ၏သမိုင်းစဉ်တစ်လျှောက်တွင်အာနာသိမ်းမှုအာနာမလွဲပြောင်းပေးမှုနှင့် ရွေးကောက်ပွဲတို့မှာဒွန်တွဲလျက်ရှိသည်မြန်မာနိုင်ငံတွင်1948ခုနှစ်လွတ်လပ်ရေးမရမီကတည်းကရွေးကောက်ပွဲများရှိခဲ့သည်1962ခုနှစ်ဆေးအာဏာမသိမ်းမီအထိရွေးကောက်ပွဲ၃ကြိမ်ရှိခဲ့သည်ပါလီမန်အစိုးရခေတ်တွင်ရွေးကောက်ပွဲ၂ကြိမ်ရှိခဲ့သည်သို့သော1958ခုနှစ်တွင်စစ်တပ်ကအာဏာသိမ်းလိုက်သည် အရှုကလက်တမတော်ကအာဏာသိမ်းနိုင်ရန်အရှိန်အပြေးလာခြင်းကြောင့်ဝန်ကြီးချုပ်ဦးနုကတက်မတော်ကောက်ွေးရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးနေဝင်းထံအာဏာအပ်လိုက်ခြင်းဖြစ်ကြောင်းမှတ်တမ်းပြုကြသည် အနုစားအာဏာသိမ်းမှုဟုလည်းဝိကြိုပြုကြသည်ရင်းနောက်စစ်တပ်ကဥဆောင်သည့်ရွေးကောက်ဝဲတစ်ခု1960ခုနှစ်တွင်ကျင်းပသည်စစ်တပ်နှင့်ပုံ၍ပလဲနံပါတ်တင်သောတီမြဲဖာစာပါလာရှောင်းနေပြီးဦးနိုဤတန်ရှင်ဖာစာပါလာပါတီကအနိုင်ရသည်ရင်းနောက်နှစ်နှစ်အကြာ1962ခုနှစ်တွင်စစ်တပ်ကအာဏာသိမ်းသည်ပုံမှုဆိုးရွားလာသောနိုင်ငံရေးနှင့်စီးပွားရေးအခြေအနေများကြောင့်ထို့သို့အာဏာသိမ်းရခြင်းဖြစ်ကြောင်းစစ်တပ်ကကြေညာခဲ့သည်ရင်းတွင်စစ်တပ်နှင့်ပုံ၍အသိမြတ်သော တို့ဒီမဟုတ်ကြောထောင်းနောက်ခံပြုထားသောတီမြဲဖဆပါလ1960ရွေးကောက်ပွဲတွင်ချုံးနေသွားခြင်းနှင့်1962ခုနှစ်စစ်အာဏာသိမ်းမှုဖြစ်ပွားခြင်းတို့မှာထူးခြားသောတိုက်ဆိုင်မှုဖြစ်သည်။ယင်းနောက်1984ခုနှစ်တွင်တပါတီအာဏာရှင်စနစ်ကိုသွတ်သွင်းပြီးရွေးကောက်ပွဲကျင်းပသည်။မြန်မာဆိုရှယ်လက်လမ်းစဲပါတီတပါတီတဲကရှင်ပြိုင်ပြီးအနိုင်ယူလိုက်သည်။ထိုမှတစဉ်အရွယ်ပြားဦးနေဝင်းကသမရနေရယူလိုက်သည်။1986ခုနှစ်တွင်ရှစ်လေးလုံးအရေးတော်ပုံဖြစ်ပွားပြီးနောက်ဆိုရှယ်လက်ပါတီအာဏာမှဆင်းပြေးလိုက်ရသည်။ဦးနေဝင်းလည်းပြုတ်ကျသွားသည်။ တမနော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မူကြီးစောမောင်ဦးဆောင်သောစစ်တပ်ကအာဏာသိမ်းသည်ထို့နောက်ပါတီစုံဒီမိုကရေစီစနစ်ကိုကတိပြုပြီး1990ရွေးကောက်ပွဲကျင်းပသည်စစ်တပ်ကြောထောက်နောက်ခံပြုတိုင်းရင်းသားစစ်လုံးညီညွတ်ရေးပါတီကဒေါအောင်ဆန်းစုကြည်ခေါင်းဆောင်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုမဲအပြတ်သက်ဖြင့်ရှုံးနိမ်သည်ထို့သောဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမရှိသေးဟုဆိုကာရွေးကောက်ပွဲ၌ပါတီကိုအာဏာလွှဲပေးရန်ညှဉ်းဆန်သည်ဗိုလ်ချုပ်မူကြီးစောမောင်ကအာဏာလွှဲပေးလိုသည်သောသောစစ်တပ်တွင်အခြားကောင်းဆောင်များကအာဏာလွှဲပေးလိုခြင်းမရှိပေ ထိုစဉ်ကတက်တန်းရှိအာနာပိုင်ဆိုးခဲ့သောမြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီကိုအသွင်ပြောင်းထားသောတိုင်းရင်းသားစီးလုံးညီညွတ်ရေးပါတီတနည်းနည်းဖြင့်အနိုင်ရနိုင်ကြောင်းမြန်မာစစ်ဘုတ်ချုပ်များကထွက်ဆထားကြသည်တက်တန်းနုတော်လဲအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကအပြတ်အသတ်အနိုင်ရသွားသည်ထို့သောအဖြစ်မြန်မာစစ်တပ်ကအာနာမလွှဲပေးရေးဖွဲ့စည်းပုံအခြေခံဥပဒေကိုအကြောင်းပြအကြောင်းတုံ့သက်ချက်များရှိသည်ရင်းအပြင်1990ရွေးကောက်ပွဲပြီးနောက်အာနာလွှဲပေးလိုက်ပါက စစ်ဗိုလ်ချုပ်ကြီးများနူရင်ဘတ်ခုံရုံးတို့တရားရုံးတင်ပြီးပြစ်ဒဏ်ပေးခံရမည်ဆိုသဖြင့်အာဏာမလွှဲပေးခြင်းဖြစ်ကြောင်းသုံးသပ်ချက်များရှိသည်ရင်းတို့မှာအရှိန်အမြင့်မရှိကြောင်းထိုစဉ်ကဒီချုပ်ပြောရေးဆိုခွင့်ရှိသူဦးကြည်မောင်က Asia Week မဂ္ဂဇင်းနဲ့တွေ့ဆုံရာတွင်ညင်းဆိုထားသည်ခမည်းအနေနဲ့သူတို့ရဲ့ယက်တီမှုအနေအထားကိုတကယ်နားလည်သဘောပေါက်ရင်သူတို့ကိုခွင့်လွှတ်ပေးလို့ရနိုင်လောက်တယ်နောက်တက်လာမယ့်အစိုးရကလည်းသူတို့ကိုတစားစီဆွဲဆုပ်ပစ်တဲ့အထိလက်စားရှိလို့စိတ်ပြင်းပြမယ်မထင်ပါဘူးဟုဦးကြည်မောင်ကဆိုခဲ့သည် 1992ခုနှစ်တွင်ဗိုလ်ချုပ်မူကြီးစောမောင်ရာထူးမှနှုတ်ထွက်သွားသည်ဗိုလ်ချုပ်မူကြီးတန်းရွှေကတက်မတော်ကာကွယ်ရေးဦးစုချုပ်နှင့်နိုင်ငံတော်ညင်ဝဲပြည်ပြမှုတိဆောက်ရေးအဖွဲ့ဥက္ကဋ္ဌဖြစ်လာသည်ယင်းနောက်2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲအတည်ပြုပြီး2010ရွေးကောက်ပွဲကျင်းပသည်အာနာရှင်ဗိုလ်ချုပ်မူကြီးတန်းရွှေ၏နောက်ဆုံးထွက်ပေါက်သို့မဟုတ်စစ်တပ်၏နောက်ဆုံးထွက်ပေါက်အဖြစ်ညွှန်းဆိုခံခဲ့ရသောဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သည်ယင်းဖွဲ့စည်းပုံအရလွတ်တော်အသီးသီးတွင်တက်မတော်သား25ရာခိုင်နှုန်းကအလိုလျောက်နေရာယူထားသည် ပြည်ထောင်စုအစိုးရအဖွဲ့တွင်အရေးကြီးသောဝင်ကြီးဌာန၃ခုကိုစစ်တပ်ကထိန်းချုပ်ထားသည်လွှတ်တော်ကိုယ်စားလှယ်86ရာခိုင်နှုန်းအ ਨੇ ဆုံးရှိမှသာဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ခွင့်ရှိသည်စစ်တပ်ကြောထောက်နောက်ခံပြုပါတီကရွေးကောက်ပွဲတွင်လွှတ်တော်ကိုယ်စားလှယ်26ရာခိုင်နှုန်းနိုင်လင်းပင်အစိုးရဖွဲ့နိုင်သည့်အနေအထားဖြစ်သည်ထို့သောအပြင်2010ရွေးကောက်ပွဲကိုကျင်းပသည်အဓိကအတိုက်ခံဒီမိုကရေစီအင်အားစုများတပိတ်မောက်သောရင်းရွေးကောက်ပွဲတွင်စစ်တပ်ကြောထောက်နောက်ခံပြုပြည်ထောင်စုကြံ့ခိုင်ရင်းနှင့်ဖွံ့ဖြိုးရေးပါတီကအနိုင်ရသည် ၎င်းရန်ကြိုတင်မဲများနှင့်အငင်းပွားဖွယ်ရာရှိသောရွေးကောက်ပွဲလုပ်ငန်းစဉ်ကြောင့်အထူးရောင်ရွေးကောက်ပွဲအဖြစ်ဆုတ်ဆွဲမှုအများအပြားရှိသည်။အံဩစရာမရှိပါစစ်တပ်ကအာဏာလွှဲပေးလိုက်သည်။စစ်အစိုးရလက်ထက်ဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်ကသမရဦးသိန်းစိန်ဖြစ်လာသည်။ဒီမိုကရေစီပြည်ပြောင်းလဲရေးအတွက်စီးပွားရေးနိုင်ငံရေးဖြည့်ဆို့မှုများပြုလုပ်ခြင်းကြားဖြတ်ရွေးကောက်ပွဲဖြစ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုလွှတ်တော်အတွင်ဝင်ရောက်နိုင်ရန်အခွင့်အရေးပေးခြင်းတို့ဖြင့်ကမ္ဘာအတိုင်းအဝိုင်းအကြနာမည်ရလာသည် ကျွန်တော်လက်ထက်မှာအိုဘားမားနှစ်ကြိမ်အောင်လာသွားတယ်ဟုသမ္မတဦးသိန်းစိန်ကဝင်ကြွားနိုင်တဲ့အခြေဖြစ်သည်ထို့သောအဖြစ်2015ရွေးကောက်ပွဲကျင်းပသည်လွတ်လပ်မြတ်သောရွေးကောက်ပွဲဟုအမုတ်တင်ခံရပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့နိုင်လောက်သည့်အထိအနိုင်ရရှိသွားသည်စစ်တပ်ကြောတော့နောက်ခံပြုပြည်တော်စုကြက်ခိုင်ရင်းနှင့်ဖွံ့ဖြိုးရေးပါတီကလွတ်တော်90လဲ26ရာခိုင်နှုန်းပင်အနိုင်ရရှိခြင်းမရှိပေနောက်ဆုံးတွင် အာဏာလွှဲပေးလိုက်သည်မြန်မာသမိုင်းတွင်အတိုက်ခံအင်အားစုများအနိုင်ရပြီးချောချောပပအာဏာလွှဲပြောင်းမှုတည်းရဖြစ်သည် မြန်မာဒီမိုကရေစီခရီးနောက်ပြန်မလဲနိုင်တော့ကြောင်းတွေးထင်ခဲ့ကြသည်သို့သောမြန်မာစစ်တပ်၏မျိုးဗီဇကိုရှော့တွက်ခဲ့ကြသည်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအစိုးရလက်ထက်ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍နိုင်ငံတကာဝေဖန်မှုခံလာရခြင်းတိုင်းရင်းသားဒေသများတွင်ဗဟိုရှုပ်ကိုင်မှုများသဖြင့်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည်တည်ထောင်နိုင်မှုအပေါ်တန်တရားပွားလာခြင်းအချို့သောတိုင်းရင်းသားနိုင်ငံရေးအင်အားစုများနှင့်မကြေမလည်ဖြစ်လာခြင်းရင်းအစိုးရလက်ထက်ချမှတ်ခဲ့သောမူဝါဒအချို့ပေါ်ဝေဖန်မှုများလာခြင်းတို့က လာမီရွေးကောက်ပွဲတွင်အာရော့သွားနိုင်ကြောင်းတွက်ချက်ခဲ့ကြသည်ရင်းအပေါ်အခွင့်ကောင်းယူကာလာမီရွေးကောက်ပွဲတွင်ကြံ့ခိုင်ရေးပါတီ၎င်းနှင့်မဟာမိတ်တိုင်းသားအင်အားစုတက်မတော်သားလွတ်တော်ကိုယ်စားလှယ်တို့စုစုပေါင်းလွတ်တော်ကိုယ်စားလှယ်90ရာခိုင်နှုန်းကျော်မဲရနိုင်ကြောင်းအတွက်အချက်မှားခဲ့ပုံရသည်သို့တော်2020ရွေးကောက်ပွဲတွင်ထင်သလိုဖြစ်မလာခဲ့ပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပင်အစိုးရလွတ်လွတ်ကျွတ်ကျွတ်ဖွဲ့နိုင်လောက်သည့်အထိလွတ်တော်ကိုယ်စားလှယ်နေရာများအနိုင်ရရှိသွားသည်ရွေးကောက်ပွဲကျင်းပပြီး3လနီးပါးအကြာစစ်တပ်ကအာဏာသိမ်းလိုက်သည် အကြောင်းပြချက်မှာ2020ရွေးကောက်ပွဲတွင်မဲဆင်းမှောက်ရင်မှု၁၀%ကျော်ရှိသည်ဆိုသည့်အချက်ကိုအဓိကအခြေပြုသည်သို့တော့ထို့သို့တော်သည်အလွန်တာသွားသော သို့တော်ဖြစ်သည်အဆုံးထိနားတော်မိတဲ့ဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်ကျွန်တော် channel မှာယခုကဲ့သို့စာပေဆောင်မများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြေတရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်